Hello, welcome back to our official music channel. ဟိုဘီဒီအဲတော့ဒီရောပေါ့ကျွန်တော်ရဲ့ channel ထဲမှာဝင်ပြီးတော့အမြဲတမ်းဝေကြည့်နေဟိုကျွန်တော်ရဲ့တငယ်ချင်းတွေရှိပါတယ်အဲအဲ့လိုမျိုးပေါ့ကျေးဇူးလက်တင်ပါတယ်အများကြီးအဲ့ဒီမှာပေါ့လေဟိုတနည်းကကျွန်တော်ပြောခဲ့တဲ့ဟောပေါ့ပြန်မြနိုင်တော့တယ်အမှုပညာအမှုပညာရှင်ဒီထဲမှာ ကျွန်တော်တို့ဟာဒီ remote ရဲ့ထူရတဲ့ကိုယ်ပြူရဲ့ပေါ့အဲ၃ယောက်ပေါ့အဲ၃ယောက်ထဲမှာပါဒီနေ့ဘယ်နေ့ကကျွန်တော်ဟာထူကိုထူရတဲ့ဝါဝါငှက်ကြီးရဲ့တချင်းကိုကျွန်တော် review လုပ်လိုက်တယ် review လုပ်ရတယ်ပူလိုက်တာကွာခဏလေးကျွန်တော်စီးစီးလိုက်အောင်စီးစီးပြီးတော့စောင်းဝဲပူတယ်ရအောင်နေလိုက်အောင်အဲစပင်းပူကတော်တော်ဆိုးတယ်ဗျာ အဲ့ဒီမှာဒီနေ့အကြတော့ကျွန်တော်ကဘောဘောရီမွန်ပေါ့တွတ်ပြီပေါ့ကျွန်တော် cheese လို့ခေါ်ရင်တော့တွတ်ပြီပေါ့အော်တွတ်ပြီရဲ့တခြင်းတပုတ်ကိုကျွန်တော်ဟိုလုတ်ခဲ့တာရှိတယ်ပေါ့အရင်တော့ကျွန်တော်ကဒီဘောဘောလေးစားတော့ကြတော့တွတ်ပြီတို့ကိုကိုငှက်ကြီးတို့လေးစားလို့ရှင်လေးစားတော့ကြတော့သူတို့တခြင်းတွေကိုတောင်းတန်းအောင်ကျွန်တော်ကဒီ review လုတ်ခဲ့တယ်ပေါ့ဗျာ အရင်ကြိုက်လုံးမှန်တာကျွန်တော်ကတော့ view လောက်တာများတယ်ရီမွန်ဆိုလို့ရှိရင်လေသူကအခုမရှိရှာတော့စုံမွားပါကြီးဒါပေမဲ့သူခြံထားခဲ့တဲ့ဒီသူ့ရဲ့လက်ရာခေါင်းတွေဖြစ်တယ်အဲ့လိုတချင်းနေစုတော်တော်များများရှိပါတယ်အဲ့အဲ့တော့အဲ့ဒါကိုကျွန်တော်က review လုပ်လို့ရှိရင်မင်းကပေါ့အဲ့လိုမင်းကသေးသွားတဲ့လူတယောက်ရဲ့မျက်နှာကိုမထောက် ပဆန်ရှာတွေပါတယ်အဲ့ဒါမျိုးတွေအဲ့အဲ့ဒါမျိုးတွေပေါ့သူတို့တချင်းတွေကိုတုံးချပြီးမိရပဆန်ရှာတွေပါတယ်အဲ့ဒါမျိုးတွေအကန်ဒီကျွန်တော်ပြောပါလေကျွန်တော်ကတော့မကြောက်အမှန်တမ်းပြောလို့ရှင်အဲ့တော့ဒါပေမဲ့ကျွန်တော်ကတော့သူများရေလို့ ်တချင်းကိုပြန်တီးပြီးတော့ကျွန်တော်ကာဝါပြန်စိုးနေတဲ့កောင်တော့မဟုတ်ဘူးအဲအဲ့လိုမျိုးဆိုရင်တော့ကျွန်တော်အဲ့လိုမျိုးဆိုရင်တော့ကျွန်တော်မလုပ်ဘူးလက်မခံဘူးအဲ့လိုမျိုးဟိုဟာတွေလာပြီးတော့ဟိုကာဝါတီးပြီးပါအောင်ဘာညာဆိုရင် official အနေနဲ့သူတို့လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်လက်မခံဘူးကျွန်တော်တီးပြီးရှင်းတယ်အဲ့တော့ဟုတ်ပြီအဲအဲ့တော့သူခုဟာကြတော့ကျွန်တော်ကဒီ rainbow တယောက်တည်းကိုကျွန်တော်ကလုံမလာဆိုတော့မဟုတ်ဘူး ဘာဖြစ်ဆိုဒီဘာဘောကျွန်တော်မှတ်နေတယ်မှာကျွန်တော်တည်တယ်ဘသူ review လုပ်ပြပါအောင်ဟိုဒီလို review လုပ်ပြပါအောင်ဘာညာဆိုပြီးတော့ပြောတာရရှိအဲ့ဒီထဲမှာသူကမှတ်မှတ်ရရဘာဘောကျွန်တော်နေလဲအကြိုက်ရှင်းတူတယ်တယောက်ကိုကျွန်တော်ဆွဲထုတ်ပေးမယ်အဲ့သူကအရင်တော့ကတော့အောင်လာရဲ့ reason ban မှာတီးခဲ့တဲ့ဟိုကူဝီလီဝီလီရဲ့ဒီပုံဒီနီပုံစံတွေကိုကျွန်တော်လည်းအဲ review လုပ်ရှင်အကြပြီဒါအဲ့တော့ဒီထဲမှာကျတော့ကျွန်တော်ကနောက်ပြီးတော့နောက်တစ်ယောက်ရှိသေးတယ် အဲဒီဖိုးလုံးပေါ့ဒီကျောင်း harmonic တွေပါတယ်အရန်ပိုင်နေဖိုးလုံးဒီဟော ETF ETF wine တွေကဖိုးလုံးဖိုးလုံးကလည်းတော်ကြရမှာဒီ backing ကြရမျိုးဟောပေါ့ player သမားတယောက် guitarist တယောက်အဲ့တော့အဲ့ဟာတိုက်လိုက်ဆိုင်ဆိုင်ဒီတချင်းတပုတ်ထဲမှာတော့ပြီးတော့အဲ့၃ယောက်လုံးကပါနေရေမွန်ရေဖိုးလုံးရေဒီနောက်ပြီးတော့ဒီဟောပေါ့ wheelie ရေပေါ့ အဲ့တော့ယောက်ကသူကရီမိုးဆူထားတဲ့တချင်းတပုတ်ထဲမှာပန်းပန်းရရသွားပါနေအောင်ကျွန်တော်ကလှုပ်ထားတာရှိတယ်အဲ့ဒါအဲ့ဒါလေးဒီပြပါအဲ့တချင်းနဲ့ပဲဘာလို့ဆိုအတန်ငွေငွေတယ်သူကတော့ဟက်ခိုးမယ်တဲ့မျိုးစားခွန်ပါပေါ့အဲ့ဒါတော့ကျွန်တော်မှားရင်လည်းမှားလိုက်မှာနော်အဲ့ဒါကိုနော်အဲ့တော့မှားရဲဆိုရင်ကျွန်တော်ကိုခွန်မမပြန်ပြစ်ပေးကြပါနော်ဟက်ခိုးမယ်တဲ့ကျွန်တော်ထင်တာတော့ဟက်ခိုးမယ်တဲ့ဘာဖြစ်လို့ဆိုတော့ဒီခရက်တုံးနေနဲ့ရီမိုးကဆူတယ်မယ်လို့ဒီဆူတယ်ခရက်တုံးနေနဲ့ဆူတယ်အဲ့အဲ့ ပုံစံတော့အဲ့လိုပုံစံမျိုးသွားတာအာကျွန်တော်မှားရင်လည်းမှားလိမ့်မယ်နော်ဟုတ်ပြီအဲ့တော့ဒီခုတွေကကြိုးပြီးတော့ကျွန်တော်တောင်းပန်ထားမှမှားခဲ့လို့ရှိရင်ကျွန်တော်ရဲ့အညာမြင်မှုကြောင့်သားပါဟုတ်ပြီနော်အဲ့တော့ဒီအတန်ငွင်းငွေဆိုတဲ့တချင်းကိုသူတို့ဘလို့ဖန်တီးပြီးဘလို့ဟိုတီးကြတယ်ဘလို့ပုံစံမျိုးလေးလုပ်လဲဆိုအရင်ဟောကျွန်တော်က tutorial အနေနဲ့အဲအဲ့အားလေးကိုပြမယ် intro ဆိုလိုလေးရယ်နော်ဟုတ်ကဲ့ပါအဲ့တော့အာဒီ remote အဲ့၃ယောက်လုံးပေါ့လေ ဒီပါတဲ့တခြင်းတစ်ပုတ်နဲ့ကျွန်တော်ကအခုဒီ review လေးလုပ်ပြစီလို့နော်ကျွန်တော်ရဲ့ subscriber တွေကိုလည်းအဲ subscriber တွေကျွန်တော်ရဲ့အမြဲတမ်းဝင်ကြည့်နေတယ်ကျွန်တော်ရဲ့အဲတငယ်ချင်းတွေကိုလည်းအဲလိုမျိုးအားရပါရကျွန်တော်ကပြချင်လို့ပါအဲ့ဒါလေးကိုကျွန်တော်တက်နိုင်တဲ့ဘက်ကနေပြီးတော့ကျွန်တော်ကဖြောပြမှုပေးတဲ့သဘောမျိုးပေါ့ဗျာကျွန်တော်ရဲ့ဒီတငယ်ချင်းမိတ်ဆွေအများအားလုံးဟုတ်ပြီအဲ့တော့စကြလိုက်အောင်နော် လာပါအဲ့တော့ဒီသချင်းအကြောင်းကျွန်တော်ကအရင်ဆုံး analysis လုပ်ကြည့်အောင်ဒီသချင်းက तू ကဘလူးမျိုးစောင်းလုံးဂျန်နာလုံးဆိုတော့ရှင်ဂျန်တော့ကျွန်တော်ကျွန်တော်မှားလဲမှားလိမ့်မယ်အဲ့ကောဒီကောကဟိုကပေါ့ crack tone နေနဲ့ဆိုတာဒီ crack tone လဲကြောင်းအဲ့လို crack tone နဲ့ melody နဲ့ရောပြီးဆိုတာ hack go ပုံစံမျိုးအဲ့လိုဆိုတာ तू ကဟိုကပေါ့ guitar နှစ်လက်တော့တီးရမှာဗျ cover တီးမယ်ဆိုလို့ရှင် guitar နှစ်လက်ထားရမှာ ဘာလို့ဆိုတော့ तू က begin music မှာ intro မှာ intro မှာတီးတဲ့ချိန်မှာ intro မှာတီးတဲ့ချိန်မှာ तू က tuning draw tuning ချထားတာ draw tuning ဆိုတာကျွန်တော်တို့ဒီပေါ့ပုံမှန် tuning ကတော့ e ပေါ့ e တန်ပေါ့ဒီကောင်ဒီ e joy နာမည်6 joy က e joy ပေါ့ E B G D A E ဆိုပြီးတော့တွားရမလားပုံမှန်ဆိုလို့ရှိရင်တော့ဂျိုးတွေက E B G D A E ဆိုပြီးတော့တွားရလေအဲအဲ့ဒီမှာကျွန်တော်ကဒီတိကနေပြီးတော့ငါးဂျိုးထီကိုကျွန်တော်ကပုံမှန်ဂျူနီနဲ့မထားလိုက်မယ်အဲ့ဒီနံပါတ်နံပါတ်6 screen ကိုတွားနံပါတ်6 screen ဒီချောင်းမှာကျွန်တော်က draw ဂျူနီချပလိုက်တာ D ကိုရောက်အောင်ချပလိုက်တာသူဂျူနာလေးနေမှာ D ကိုရောက်အောင်ချပလိုက်တာအဲဒီလိုမျိုးပေါ့အဲ အဲ drop journey အဲ drop journey လို့ခေါ်တာကျွန်တော်တို့ကအဲ့ဂျူအဲ့အဲ့ဘာဝင်လဲ guide guitar နဲ့ကိုကျွန်တော် intro တီးတယ်အဲ့ now solo ကြတော့နောက်ထပ် guitar မှာ तू ကဟိုပုံမှန် journey တန် guitar နဲ့ပြန်ဝင်လာတယ်ပုံမှန် journey guitar နဲ့ဝင်လာတယ်အဲ glue တဲ့အဲ့ကောင်ကိုကျွန်တော်အရင်ဆုံးစမ်းပြီးတော့တီးကြည့်မယ်တီးပြီးတော့မှကျွန်တော်တို့ရှင်းပြမယ် intro အရင်ဆုံးကျွန်တော်စမ်းတီးကြည့်အောင်တော့ အဲ့တော့ကျွန်တော်တီးပြီးပါအဲ့အဲ့မယ်ကျွန်တော်ဘယ်အဲ့ဒါအဲ့ဒီမယ်ဘယ်လိုပါဗော तू ကပြောနေတာ तू ကဟိုပါဗောဒီဂီတာအဲ့ဒေါ့ချင်ဂျိုကြီးကို तू ကဟိုပါဗောမြူးလုတ်တယ်မြူးလုတ်ပြီးတော့မှ तू ကဟာမနစ်ဒီဟာမနစ်နဲ့ပြန်ဖမ်းပြီးတော့ဒီတာအဲ့ဒါတွေကအဲ့လိုမျိုးမြူးမြူးကိုအရင်ဆုံးမြူးတယ်နော်အဲ့ဒီဟာလေးကိုနည်းနည်းဒီ risk ကအကြီးပါလာတွေ့လား ဒါကိုကျွန်တော်ဒီဟိုကကျတော့ဒီ harmonic pan ဆိုတာရှိမှာဒီဘောကဒီအောင်ဝင်လာဒီမိုင်းနာပဲပါ ီတဲ့ရူ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 နိုကိုအပေါ်ကျိုးကိုရှော့ပလိုက်တာရော့တီနဲ့ဒမိုင်းနာမှုအမှန်တော့တော့မိုင်းနပ်စကီပေါ့တော်တန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 ်ဝါထူဒီ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 တော်အဲ့နုပုံစံမျိုးဒီမှာအဲ့နုပုံစံမျိုးဒီတာအဲ့ဒါ နော်အဲ့ဆိုတော့သဘောပေါက်တော့ပါလေဖြည်းဖြည်းချင်းကျွန်တော်ပြန်ပြရင်နော်ပထမဆုံးဒီကောဟာမိုနီဖန်တဲ့အချိန်မှာအဲ့ဟာမိုနီဖန်တဲ့အချိန်မှာသူလက်ကိုမြောက်ပေးလိုက်ရတယ်ဒီ risk လေးကိုလုံးဝမြူးလို့မထအောင်မြူးလို့ထိုင်ဟာမိုနီဖန်မြအောင်ရက်တော့အတန်ရှင်ကြီးอ่ะအဲ့တော့ဒီမဲ့မြူးတခါလို့မယ် တော့ကျွန်တော်ပြန်ကြည့်ကြအောင်ရှင်းတော့ရှင်းတယ်နော်သူကအဲ့တော့ကျွန်တော်ဖြည်းဖြည်းချင်းတစ်ချက်ပြန်တာပေါ်ကျူးရမယ်နော်အဲ့ဒီဖြတ် ါချို့တန်ပြန်ပြန်တန်းဟုတ်လားငါချို့အဲ့တော့လက်ကလက်ကချင်နေယူလိုက်လက်တချင်နေယူလိုက်နော်ပြန်ပြန်မလို့ဖြစ်ဖြစ်အဲ့တော့ဘလို့ဖြစ်သွားမှာကျော် တော့ဝင်လာနော်နောက်တဲ့ပြန်တို့နော်နောက်တဲ့ထက်ဒီမယ်နော်ရပြီနော် ဟာအဲ့ဒါလက်တန်းနဲ့ तू ကလက်တန်းနဲ့ဖူးလို့ဖူးလို့ဆွဲချာရတိချင်တယ်ကြည့်ပါလား။အောက်ကျောက်ခါယူလိုက်။မဖူးတော့ ဆိုတော့7လို့ကိုလွှဲတာဒါရေဆိုဖြည်းဖြည်းချင်းပဲကျွန်တော်ပြီးပြမယ်နော်ဟုတ်လား Samuel. ေးဖြည်းချင်းလင်းကျင်ပါရတယ်ဘယ်တော့ရမှာပါအခုတောက်ပြီးတော့ဒါဟိုနောက်ထပ်ဟိုဟာဆိုလိုတစ်ပိုက်အဲ့ဆိုလိုဘလို့တီးရုံဆိုဒီကောင်တော့ဆိုလိုကြတော့ तू ကဂီတာကိုချိန်ပလိုက်တယ်နော်ဆိုလိုတဲ့ကျွန်တော်ချက်ဖွင့်ပြမယ်နော် ကျတော့ तू อ่ะဒီဟိုဟိုဟိုဝီလီယာဒါဝီလီယာဒီအိုင်ဘနစ်ဟိုဒီဝါဇီယိုနဲ့ခြိုင်တာအာ तू อ่ะဒီအိုင်ဘနစ်ဂီတာနဲ့တီးရယ် तू อ่ะပုံမှန်ဂျူနီရောက်သွားပြီအဲ့ကြတော့ तू อ่ะပုံမှန်ဂျူနီ तू ရဲ့မိုင်နာစကီးပါပဲဒီမိုင်နာတွေကနေဒီယူပြီးတော့တီးတာဒီမိုင်နာတွေကယူပြီးတီးတာ तू อ่ะအဲ့ तू ဘယ်ပြင်မလဲတီးပြီးတော့ तू အဲ့ alternative picking ပေါ့အဲ့ alternative picking ကိုတီးလား alternative picking ရယ် तू တော့ alternative picking picking ရယ်

ဲ့သုံးကော်တယ်အဲ့ဒီသုံးကော်သုံးကော်ထဲမှာ तू อ่ะအဲ့ဒါကို UET อ่ะကော်တော့သုံးခုတည်းဒီမှာလဲ7နောက်ပြီးတော့ B flat နောက်ပြီးတော့ F အဲ့ဒါကို UET อ่ะ backing ကတော့အဲ့ဒီတော့ तू อ่ะ minor scale နဲ့ပြင်းတယ်အဲ minor pentaton နဲ့ minor pentaton တို့ရင်း minor တွေ तू อ่ะ durian mode တွေနဲ့အဲ့လိုမျိုးယူပြီးတော့တီးရ အဲ့တော့ကျွန်တော်တို့ကဒီအောင်အရင်ဆုံးဟိုအောင် analyze လုပ်ကြည့်အောင်နော်အဲ့တော့သူဘယ်တော့စပြန်စဝင်တော့ဆိုတော့သူကလည်းစပြီးတွန်းလိုက်တဲ့အချိန်မှာအဲ့ဒါတွန်းပြီးပြန်ချသေးတယ်အဲ့လိုအဲ့လိုကပနာတော့နေကိုအဲ့ဒါ तू ကအတိုင်းတီးရနော်ကပြတ်တီးရ ကကိုခြေလိုက်တယ်ဖက်ပြီးတော့ဆက်ချင်ရရမယ်စတုအော်ဒါရင်းဘီဂင်ကိုပြီးတော့မှာလာစီဝါပဲလာရစားလာဒီတို့ကဲလို့ပဲကဲအဲ့ဒါမြန်တယ်အဲ့ကောင်အဲ့အဲ့အဲ့မတူတူထွပလက်ဖြစ်သွားတယ်တွေ့လားဒီကောင်တွေကလည်းထွပလက်တွေပဲအမှန် I don't think I'm gonna ီကောဒီကောဖန့်ထိတာဒီကောဒီကောဖိဖိတာရယ်ကပ်လုတ်တာအဲ့တော့ပူတော့နောက်ပြီးဒီဘက်တစ်ဖက်တွေအဲ့တစ်ဖက်ဒီဘက်မီတို့ဖာတို့မီမီတို့ဖာတို့မီတို့လာတို့အဲ့တစ်ဖက်အဲ့တော့ဘလို့ဖြစ်သွားတော့ now to check out. Amen. up no Tony Gojima. Gotta to blabber.

ရိုက်မယ်ဟမ်းမပူတော့ဟဲ့လားအဲ့ဟမ်းမပူတော့လာပြီအဲ့ဒါကိုကျွန်တော်ကဒီနေ့ဒီရအောင်တစ်ဖက်စီကိုယ်လည်း triplet ပုံစံမျိုးပဲသူက24 notes ပဲ ျန်လေးတီးပြီးတာပေါ့တကယ်တီးမယ်ဆိုလို့ရှိရင် recording ထဲမှာတီးမယ်ဆိုလို့ရှိရင်ဒီ one stone နဲ့ဘလို့မမရအောင်အဲ့ဒါ isolo တွေပါရ one stone နဲ့ကျွန်တော်မတီးနိုင်ဘူးအလောက် one stone နဲ့တော့ဟိုအကျန်လေးဒီဘလို့တီးရမယ်ဘလို့လုပ်ရမယ်ဆိုတဲ့သဘောတရားလေးကျွန်တော်ရှင်းပြတာပါ analyze လုပ်ပြတာပါ brother တို့လည်းဘလို့ခေါ်ဘူးနည်းနည်းဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းလိုက်တီးပြီသူတံပိုးကြီးနဲ့ လိုက်ဒီစရာမလိုဘူးသူ့တံပုံနဲ့လိုက်ဒီစရာမလိုဘူးသူတင်နဲ့ short နဲ့ short ပြီးလိုက် short ပြီးတော့နားအ short ပြီးတော့အဲ့လိုလိုက်လိုက်ဒီကြီးဖြည်းဖြည်းနဲ့တက်တက်သွားတယ်အဲ့ဒါပဲအဲ့ဆိုရအောင်ပါဟိုအဓိကတော့တည်တက်တက်ဖြစ်ဖို့ပဲလိုတာနော်ဒီသူလုံးကြီးနဲ့တထေရတဲ့တိကြရမယ်တွေပါရင်မရှိဘူးဒီလိုဘယ်လိုခေါင်းကိုဟို talking နဲ့ပွားမယ်နော်သူ့တိုင်းအတိကြရင်လည်းထွက်စရာမလိုဘူးသူ life ညီထွေးပြီးတော့အဲ့လိုမျိုးခေါင်း harmony ဖြင့်ပြီး harmony ဖြင့်ပြီးတာပဲ ဟိုခုဒီအားတော့ဒီ notes တွေဘာနဲ့တော့ဒီချမ်းရေးရသေးဘူးကျွန်တော် notes တွေဘာနဲ့ရေးပြီးတော့ကျွန်တော်အဲ့လိုဒီ tempo တွေအမျိုးအစားတွေကိုဒီချခွဲပြီးတော့အဲ့လိုရေးရဆိုလို့ရှိရင်တော့အတိအကျထွက်တယ်ခုကဘလို့ခေါင်းမဒီတစ်ချက်ပေါ်မှာလိုက်ပြီးခန်းစားပြီးတည်ကြည့်ရအဲ့လိုသူအမှန်တော့ဒီအိအိနှုံးနဲ့ဟိုအစိတ်ကို tempo အစိတ်ကို UI တီးလို့ရှိရင်ပုံကြီးတီးကြတယ်သူကဒီက drum beat ကသူကအခြေကြီးဖြစ်နေတယ် ဂျေဘဂင်ဘာဘဂင်ရတာဟိုဖြစ်နေတာသူအစိတ်သွားဟိုလိုမျိုးဂျေဖြစ်နေတာတော်ဗီဒီနေရအဲ့တော့ထံကိုအစိတ်ကိုယူပြီးတော့အိမ်လုံးနဲ့တေချာလေးလိုခုံမူအိမ်လုံးရဲ့ triplet note လေးရဲ့အဲ့လိုမျိုးတေချာလေးကျွန်တော် analysis လုပ်ပြီးတော့ note ဆေးပြီးတော့ဟိုတက်တက် post လေးတင်ပေးပါအောင်မယ်ဒီကြရအောင်လို့နော်โอเคအားလုံးပဲလောက်ဆိုရင်စိတ်ချနေတော့ဘူးလို့ထင်ပါတယ်အဲ့လိုချမ်းပါချမ်းသာ ကိုစိတ်နဲ့ဖြာအကျမ်းချမ်းသာကြပါစေဗျာကျွန်တော်ရဲ့ YouTube channel ကိုလည်း like လေး subscribe လေးလုပ်ပြီးရဲ့သူတွေကိုလည်းအားလုံးကိုကျေးဇူးတင်ပါတယ်လို့ bye bye